ရောင်မြမျိုးကចောင်းទូលីဝန်တာသွားအောင်အရာမယုတ်ကြည်ဝဲပေးခဲ့တဲ့ဦးလေးကြီး။ရောင်မြမျိုးကအမဲချောင်းပညာထက်တန်းဆောင်မှာအုပ်စုဘွဲကအနိုင်ကျင့်ခဲ့ရတဲ့တမီလေးစိတ်အားမငယ်ရအောင်အရာမယုတ်ကြည်ဝဲပေးခဲ့တာကဦးလေးကြီးတယောက်ပါ။အခုဆိုရင်အနိုင်ကျင့်ခဲ့ရတဲ့တမီငယ်လေးစိတ်အားမငယ်ဖို့အားပေးနေကြသလိုတမီလေးကိုအနိုင်ကျင့်ခဲ့တဲ့ចောင်းသူចောင်းသားတွေနဲ့ခရုဆိုင်ဖို့ပြက်ကွက်ခဲ့တဲ့ဆရာဆရာမတွေဟာထိုက်တိုက်ပြက်တံပေးခံခဲ့ရတယ်လို့ဆိုပါရီ။ဒါကြောင့်လေအားလုံးကဝန်တာပေးနေကြတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့မြောင်မြောင်မျိုးကချစ်ချစ်တုံလို့ခေါ်တဲ့သမီးငယ်လေးဟာလူငယ်ချင်းဖြစ်တဲ့ပြဿနာကနေចောင်းသူတွေကအုပ်စုပွဲအနိုင်ကျင့်ကိုတိလျောက်လောက်တာကိုခံခဲ့ရတာဖြစ်ပါတယ်။သမီးလေးဟာမိဘတွေကနေကအလုံးလုံးနေချင်းအခုလိုနေချင်းခံရတဲ့အကြောင်းကြောင့်ရှင်းနာနေရတာပါ။အခုဆိုသမီးလေးဟာစိတ်တရားရသွားလို့ចောင်းမတက်နိုင်တော့ဘူးလို့ဆိုပါတယ်။ဒါကြောင့်လေဦးလေးကြီးတယောက်ကသမီးလေးချစ်တုံလေးပျော်ရွှင်စေဖို့အီယာမဝွင့်ရုပ်ကြီးကိုဝေပေးခဲ့တာပါ။သမီးလေးကိုចောင်းမှာအုပ်စုပွဲကအနိုင်ကျင့်ခဲ့သူတွေ ခရုဆိုင်ဖို့ပြက်ခွက်ခဲ့တဲ့ဆရာဆရာမတွေကိုတော့မင်းနီတာတာကရှာရုကနေအနာပေးထားတယ်လို့ဆိုပါရီ